မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့စနေနေ့အတွက် CG Platform ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျမကအစီအစဉ်တင်ဆက်သူစင်ဒီပါဒီကနေ့မှာတော့လက်ဖက်ရည်ဆိုင်ကိုဘုံကျဲလို့တပည့်ရင်းမှာငါးနှစ်ရွယ်ကလေးတဦးအပါအဝင်20ကျော်တည်ဆုံတဲ့သတင်းဗန်ကောက်တန်ယုံရှိ6ကက်နေတဲ့စစ်ကောမရှင်မဲပေပွဲဆိုတဲ့သတင်းရှင်နာပတ်မင်းလက်ပန်ကြားဖြတ်စခန်းရေးပေါ်ချီနေကင်းယူထုတ်ပြန်တဲ့သတင်း ဒီသတင်းလေးအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။တပည့်ရင်မှာတိုက်ပွဲဖြစ်ပွားတာလောကမရှိပဲလူစီကားနေတဲ့လဖေးဆိုင်အနီကိုစစ်ကောင်ပြင်ကဂျက်ဖိုက်တာနဲ့ပုံကျဲချခဲ့ရာကြောင့်ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ22ဦးထိသေဆုံးခဲ့ရပါတယ်။ကွန်မြူနီကပြပြပေးပါမယ်ရှင်။မင်းညာ၈နှစ်လောက်မှာတပည့်ရင်အရှိချမ်းအာရဂန်ကြီးရွာကိုစစ်ကောင်ရှင်ကဂျက်တိုက်လေနဲ့ဘုံလာကျဲခဲ့တာပါ။ဘုံကျဲတဲ့နေရာကလူစီကားရလဖိတ်ဆိုင်ဤဖြစ်နေတာကြောင့် ထိခိုက်သေးဆုံးမှုများပြခဲ့တာပါ။ SNC မိဘစစ်ဘေးကွန်ကြီးအဖွဲ့ရဲ့ဒီနေ့ဒီဇင်ဘာ6ဆင်းနေ့အရသေဆုံးသူ22ဦးရှိလာပြီးဒဏ်ရာသူ30လောက်ရှိနေပါတယ်။သေဆုံးသူတွေထဲမှာ9နှစ်အရွယ်ကလေးတုံးနဲ့အမျိုးသမီး3ဦးပါဝင်ပါတယ်။ဒါဟာမတော်တဆမှုမဟုတ်ပါဘူး။မနေ့ကနေ့လေတနာရီကနေ့ညနေ4နာရီကြာမှရင်တပင်းဒေသကိုလေကြောင်းတိုက်ခိုက်မှု9ချိန်တိပြုလုပ်ခဲ့တာပါ။ညဘက်လူစုတဝေးရှိချိန်ကိုရွေးပြီးထပ်မံပုံကြည့်တာဟာရဲသားကိုရွေကျဲရှိရှိပြစ်မှတ်ထားတာဖြစ်တယ်လို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ မာဂန်ကြီးရွာဟာအင်ဂျင်900ရှိတဲ့ရွာကြီးဖြစ်ပြီး2022နဲ့2023ကလည်း၃ချိန်တိုင်တိုင်မရှိခံခဲ့ရလို့အင်ဂျင်တရားကြောင့်ပျက်စီးခဲ့မှုပါပဲ။တပိရင်ဟာစစ်ကောင်ရှင်ရဲ့ဒီကြောင်းရံကိုအဆိုးအဆုံးခန်းစားနေရတဲ့ဒေသတွေတကတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလတုန်းကလည်းအိုးတိန်တွင်းလို့ခေါ်တဲ့အိုးထင်းတွင်းကြီးရွာမှာစာတင်ကြောင်ပုံကျဲခံရလို့ကလေးနဲ့ဆီယမ20ကျော်တေဆုံးခဲ့ရတဲ့ဖြစ်ရဆို ရှိခဲ့ပါသေးတယ်။2015နဲ့2020ယူကောက်ပွဲတုန်းကတန်ယုံတွေရှေ့မှာမိုင်းနေချီရှေ့လျတဲ့လူဒန်းကြီးတွေရှိခဲ့ဘူးပေမဲ့အခုခါမှာတော့တန်ယုံရှေ့တွေမှာ၆ကတ်နေပါပြီ။ကြိုတင်မဲပေးမှုတွေစတင်နေတဲ့ဘန်ကောက်တန်ယုံရှေ့မှာလည်း၆ကတ်နေပါတယ်။ကိုလင်းမြက်ကပြောပြပေးပါမယ်ရှင်။ဒီကနေ့စနေနေ့ဒီဇင်ဘာ6ရက်မနက်ပိုင်းကဘန်ကောက်မြို့မြန်မာတန်ယုံရှေ့မြင်ကွင်းပါပုံမှန်ဆိုရင်ရွေးကောက်ပွဲကြိုတင်မဲပေးပွဲတွေမှာလူဒန်းရှေ့ကြီးတွေနဲ့စီကားနေတတ်ပေမဲ့ဒီနေ့မှာတော့ထိုင်းရဲတပ်ဖွဲ့ရဲ့လုံခြုံရေးအထက်ထက်ကြားမှာ မဲလာပေးသူအနေငယ်သာတွေ့ရပြီး၆ကတ်လုံနေပါတယ်။နိုင်ငံတကာရွှေပြောင်းသွားလာနေထိုင်ရေးဆိုင်ရာအဖွဲ့ IOM မြင့်စင်းအရထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား၄တန်းကျော်၄တသမတသန်းနေထိုင်ကြတာပါ။ဒါပေမဲ့ဒီမနက်မဲယုံဖွင့်ပြီးပထမနှစ်နာရီအတွင်းမှာမဲလာပေးသူ25ဦးလောက်ပဲရှိတယ်လို့ AFP သတင်းတောက်တွေကဆိုပါတယ်။ထိုင်းလူသမဝင်ကြီးဌာနစီရင်ဝင်တရဝင်းလူသား9သိန်းလောက်ရှိတာတော့မှတန်ယုံရှိမှာတော့လူသူကင်းမဲ့နေတာထူးခြားမှုတစ်ခုပါပဲ။လာရောက်မဲပေးသူတချို့ကလည်းမှတ်ချက်ပေးဖို့ညှင်းဆိုကြတယ်လို့ AFP သတင်းကဆိုပါတယ်။ ဒါဟာစစ်ကော်မရှင်ရွေးကောက်ပွဲကိုဝေဖန်ရင်ထောင်နဲ့ဆယ်နှစ်အထိကြာနိုင်တဲ့ဥပဒေတွေထုတ်ထားလို့ကြောက်ရွံ့တာဖြစ်နိုင်တယ်လို့အများစုကတော့ဒီရွေးကောက်ပွဲကိုအတုအယောင်ဖြစ်သတ်မှတ်ပြီးတပိတ်မှောက်ထားကြတာလို့အကဲခတ်တွေကသုံးသပ်ပါတယ်။တန်ယုံတောင်ဝင်ရှိသူတွေကိုယ်တိုင်ကလည်းမဲစင်းသွေးထားသူဘလောက်ရှိလဲဆိုတာကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဒီဇင်ဘာ28မှာပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်ပြည်ပကြိုတင်မဲပေးခြင်းကိုစင်ကာပူ၊ဟောင်ကောင်နဲ့ချင်းမိုင်မြို့တွေမှာစတင်နေပါပြီ။2015နဲ့2020ရွေးကောက်ပွဲတုန်းက တန်ယုံတွေရှိမှမိုင်နဲ့ချီရှေလျားတဲ့လူတန်းကြီးတွေရှိခဲ့ဘူးပဲ။အခု2025မှာတော့တော်လန်ရေးအင်အားစုတွေရဲ့တပိတ်မှတ်မှုကြောင့်ပြည်ပရောက်မြန်မာတွေရဲ့စိတ်ဝင်စားမှုလုံးဝမရှိသလောက်နှဲပါနေတာကိုတွေ့ရပါဗျ။ KNU ကဝင်ရောက်စီရင်ထိသိမ်းထားတဲ့ထိုင်းမြန်မာနယ်စပ်ကရွှေနာပတ်မင်းလက်ပံကြားဖြတ်စခန်းကိုဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မနက်ပိုင်းမှာစစ်ကောင်မရှင်ကလက်နက်ကြီးနဲ့ပစ်ခတ်လိုက်လို့ခြံဝင်းအလေတတဲကြားရောက်ပောက်ကွဲခဲ့ပြီးတဲ့နောက် KNU ဗဟိုကသူတို့ရဲ့လက်နက်ကိုက်တပ် KNLA ကိုလောက်ပတ်ခွေအာနာပြေဝလွှဲအပ်လိုက်ကြောင်းအရေးပေါ်ကြေညာလိုက်ပါတယ်။ကွန်မြူနီကပြောပြပေးပါမယ်ရှင်။ဒီမနက်9:55မိနစ်မှာစစ်ကောင်မရှင်တမန်နှစ်နှစ်ကပစ်လိုက်တဲ့60မမလက်နက်ကြီးနှလုံးဟာ ရှွန်နာပတ်မင်းလက်ပြန်ချပီယံစခန်းလေးကိုတဲတဲကြခဲ့တာပါဒီပြစ်ခတ်မှုကြောင့် KNU ရဲ့အရသာဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မြေပြင်တပ်မှုတွေကတော့ဒါဟာရွေကျဲရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာလို့အတည်ပြုပါတယ်။လက်ရှိခြံဝင်းထဲမှာကြံနေတဲ့နိုင်ငံသားတွေလည်းမိရှုဆန္ဒပြမှုတွေလုပ်နေကြသူတချို့ကညဘက်ခြံစည်းရိုးကြော်ထွက်ပြေးတာတွေရှိနေပါတယ်။အချင်းတွေတွေထိမနိုင်သိမရဖြစ်လာတဲ့အတွက် KNU ဘဟုက KNL တမတော်ကိုလှုပ်တင်လှုပ်ထိုက်တာဆက်လုပ်ဖို့အာဏာကိုလွှဲအပ်လိုက်တာဖြစ်ပါတယ်။ မနေ့ဒီဇင်ဘာ9ရက်မှာတွင်စစ်ကောင်ရှင်ပြစ်တဲ့လက်နက်ကြီး၃လုံးထိုင်းဘက်ကြာပြီးရဲသားတွေဒဏ်ရာရခဲ့ပါတယ်။ဒါကြောင့်ထိုင်းအနာပိုင်းတွေကနေဆက်ဂိတ်ကိုခုနှစ်ရက်ပိတ်လိုက်ပြီးစာတင်ကြောင်းတချို့ကိုပါပိတ်ထားလိုက်ရပါပြီ။တိုက်ပွဲတွေကြားကပဲ KNU ဟာပြီးခဲ့တဲ့နှစ်ပတ်အတွင်းလူပေါင်း2600ကျော်55ရာခိုင်နှုန်းကိုကယ်ထုတ်နိုင်ခဲ့ပြီး ID ပစ္စည်းတွေကိုတင်ရှိလိုက်ပြီးဖြစ်လို့ဝေလီလုပ်ငန်းတွေလုံးဝရပ်တန့်သွားပြီလို့အမှတ်ခံထားပါတယ်။ ဒါပေမဲ့ကြက်ရှိနေတဲ့ရာဇဝတ်သားတွေကိုဖမ်းဆီးဖို့က GNU နိုင်ငံထပ်ပုံနေလို့နိုင်ငံတကာအနေနဲ့အချိန်မီပူးပေါင်းပြီးဖို့အရေးပေါ်တောင်းဆိုလိုက်ပါတယ်။တရုတ်ပြည်အားကြောင့် TNL တက်တွေဆုတ်ခွာပေးလိုက်ရတဲ့ဗဒံများမြေမုခုံမျိုးမှာတော်လန်ရေးအရှိန်ကရုံမသွားသေးပါဘူး။ မြို့ထဲပြောင်းဝင်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကို NUG လောက်ခံတပ်ဖွဲ့တွေကဈာဖြတ်တိုက်ခိုက်ပြီးရေးပတဲ့စခန်းကုန်းတစ်ခုကိုတိတ်ပိုက်လိုက်နိုင်ပြီလို့ NUG ကကွေရွေးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်တိတ်ပိုက်လိုက်တဲ့နေရာကမိုးကုံမြို့အနောက်ဘက်ဘောလုံးကြီးကျွာအနီးကစစ်ကောင်မရှင်စခန်းကုန်းတစ်ခုဖြစ်ပါတယ်ဒီနေရာဟာဒေါ်နန်းကြီးတောင်ပင့်ကူတောင်နဲ့တောင်မဲတောင်စားရဲ့အမြင့်ပိုင်တောင်တန်းတွေဝန်းရံထားတဲ့မဟာဗျူဟာကျတဲ့နေရာတစ်နေရာပါစစ်ကောင်မရှင်တပ်တွေမြို့ရဲမဝင်ခင်ဒီနေရာမှာခြေကုပ်ယူဖို့စူးစမ်းနေတော့ PDF တွေကလက်အုံမရယူပြီးတိုက်ခိုက်သိမ်းပိုင်းလိုက်တာဖြစ်ပါတယ်။တိုက်ပွဲတွေကတော့ဒီနေ့ထိပြင်းထန်နေသေးပါစခန်းခုံကျသွားတဲ့အတွက်စစ်ကောင်မရှင်ဘက်ကလေကြောင်းပစ်ကူတွေနဲ့ဗုံးကျဲတိုက်ခိုက်နေတယ်လို့မြေပြင်တပ်မှုတွေကဆိုပါတယ်။ထိခိုက်ဒေဆုံမှုနဲ့လက်နက်သိမ်းစီရမင်းမှုအသေးစိတ်ကိုတော့အန်ဂျီကကွယ်ဝန်ကြီးဌာနကထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့29ရက်နေ့လောက်ကစပြီး TNL ဆုတ်ခွာသွားတဲ့နေရာတွေမှာစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာခဲ့တာပါ တရုတ်ရဲ့ဂျောင်ဝင်းမှုနဲ့တရားအလီကမြို့ကိုလွှဲပေးခဲ့ပေမဲ့မန္တလေး PDF နဲ့မိုးကုတ်ပြူဟာပါဝင်မဟာမိတ်တပ်တွေကတော့မိုးကုတ်ကိုအစွမ်းကုတ်ကားကွယ်မယ်လို့ကြေညာထားတဲ့အတိုင်းဆက်လက်ခုခံတိုက်ခိုက်နေအောင်တွေ့ရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာဗက်ချန်ကပြင်လိုက်တဲ့လက်နက်ကြီးကြီးတွေထိုင်းပိုက်နဲ့ထဲကြရောက်ပြီးအရက်သား၂ဦးဒဏ်ရာရခဲ့ပြီးတဲ့နောက်ထိုင်းပြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မှာပြင်းထန်တဲ့သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ နောက်တစ်ကြိမ်ထပ်ပြင်းရင်စစ်စင်ရေးစီမင်းတိုင်းလမ်းကြောင်းလွှဲပြီးကြောက်လာတာဖြစ်ပါတယ်။ထိုင်းစစ်တဲ့အကြီးကဲဗိုလ်ချုပ်ကြီးဦးဂရစ်ဘွန်ထရွန်ကလက်ရှိမှာ TBC လမ်းကြောင်းကနေနှစ်ဖက်စလုံးကိုသတိပေးထားပြီးပြီးသတိပေးတဲ့အနေနဲ့မိဂဘုံတွေပြစ်ခတ်ခဲ့ပြီးပါပြီ။ဒါပေမဲ့ဒီလိုထပ်ဖြစ်လာရင်တော့စီရေးစီမင်းတွေအတိုင်းတင်းတင်းကြပ်ကြပ်တုတ်ပြန်သွားမယ်လို့ဒီကနေ့သတိပေးကြေညာလိုက်ပါတယ်။လက်ရှိနေဆက်စီမင်းဘက်ကမှ KNU KNL တက်တွေက ဂျွန်နာဘတ်လို့ခေါ်တဲ့မေလဘန်ဂျပန်စခန်းကိုရှင်းလင်းနေပြီးစစ်ကောင်စီတပ်တွေကလက်နက်ကြီးပစ်ကူတွေနဲ့ခုခံနေတာဖြစ်ပါတယ်ဒီတိုက်ပွဲပြစ်ထန်မှုကြောင့်မက်ကင်ကုန်းရွာအမှတ်9ကထိုင်းဒေသခံတွေကိုအာဏာပိုင်တွေကဘီလုတ်ရွာကိုအရေးပေါ်ရွှေ့ပြောင်းခိုင်းထားရပါတယ်စစ်တပ်ရဲ့အထူးတပ်ဖွဲ့တွေကနေဆက်တလျှောက်လွန်ညွန်ရေးအမြင့်ဆုံးချထားပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်မြန်မာဘက်ကစစ်မီးဟာထိုင်းနိုင်ငံရဲ့အထူးကူးဆက်လာမဲ့အရေးကိုထိုင်းတပ်မတော်ကလက်နက်နဲ့တားဆီးဖို့ပြင်ဆင်လာတဲ့အနေအထားပဲဖြစ်ပါတယ် ဒီကနေ့ဝါရှင်တန်မှာကျင်းပခဲ့တဲ့2026ကမ္ဘာဖလားမဲခွဲပွဲအခမ်းအနားဟာဘလုံးပွဲတသက်မဟုတ်တော့ပါဘူး။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဝမ်မန်ရှိုးတစ်ခုလိုဖြစ်သွားခဲ့ပြီးသူအရင်လူချင်းနေတဲ့နိုဘယ်ဆုစာ FIFA ရဲ့ပထမဆုံးသောငြိမ်းချမ်းရေးဆုကိုဆုတ်ခူရရှိသွားခဲ့ပါပြီ။ကိုနာကြီးကပြောပြပေးပါမယ်ရှင်။ဒီကနေ့ဝါရှင်တန်မှာကျင်းပခဲ့တဲ့2026ကမ္ဘာဖလားမဲခွဲပွဲအခမ်းအနားဟာဘောလုံးပွဲတသက်မဟုတ်တော့ပါဘူး။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဝမ်မန်ရှိုးတစ်ခုလိုဖြစ်သွားခဲ့ပြီး သူအရန်လိုချင်နေတဲ့နိုဘယ်ဆုအစားဖိဘားရဲ့ပထမဆုံးသောငင်းချိုင်းဆုကိုစုခူးရရှိသွားခဲ့ပါပြီ။အင်ရှင်သုံးနိုင်ငံခေါင်းဆောင်တွေစုံညီတက်ရောက်ခဲ့ကြပြီမဲ့ပွဲကိုလွှမ်းမိုးထားတာကတော့ထရန့်ပါပဲ။ဖိဘားဥက္ကဋ္ဌအင်ဖန်တီနိုကထရန့်အကြိုက်ဂိမ်းရှိုးအစီအစဉ်လိုမျိုးရောင်းစုံစင်မြင့်တွေစီစဉ်ပေးခဲ့တယ်လို့ခေါင်းဆောင်တွေနဲ့ဆက်ပြီးဆွဲပြီးထရန့်ကိုဗဟိုပြုလှုပ်ရှားသွားခဲ့တာတွေ့ရပါတယ်။အန်ဒရီလာဘိုချယ်လီလိုကမ္ဘာကျော်အော်ပရာအဆိုတော်တွေနဲ့ထရန့်ရဲ့မဲဆယ်ဝယ်သခြင်းတွေကိုအသုံးပြီးအဲ့ခံခဲ့တာပါ။ဖိဘားကဒီဆုကိုပေးရတဲ့အကြောင်းရင်းကတော့ ထရန့်ဟာဂါဇာစစ်ပွဲကိုပြည်လည်စေခဲ့ပြီးယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးစားခဲ့လိုပါတဲ့ထရန့်ရလိုက်တဲ့ရွှေကမ္ဘာလုံးဆုဗလာဟာတာမန်နိုဘယ်ဆုရစိတ်ထက်အများကြီးပိုပြီးကြီးမားပါတယ်ထရန့်ကဒါဟာဘောမှာအကြီးမြတ်ဆုံးဂုဏ်ပြုမှုတစ်ခုပါလို့ပြောပြီးသူဟာဆယ်လအတွင်းစစ်ပွဲရှစ်ခုကိုရပ်တန့်စေခဲ့ပြီးလူသန်းပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ်လို့ကြွားလုံးထုတ်သွားခဲ့ပါတယ်ဒါပေမဲ့ဝေဖန်သံတွေကလည်းညံနေပါတယ် ဒီစုရတဲ့သတင်းပမာပဲဖရန့်ဆိုရာနိုင်ငံ16နိုင်ငံကလူဝင်မှုရှောက်ထားခွင့်ကိုပိတ်ပင်ခဲ့သလိုရွှေပြောင်းနေထိုင်သူတွေကိုအမှိုက်လိုတင်စားပြောဆိုခဲ့လို့အုပ်အော်တောင်းတင်ဖြစ်နေချိန်မှာနောက်ပြီးဒီစုရွေးချယ်ရေးကော်မတီကိုဥဆောင်ဖို့အဆိုပြုခံထားရသူကမြန်မာနိုင်ငံကစစ်တပ်နဲ့နှိစက်တဲ့ခရိုနီဥစစော်ဖြစ်နေရဲဆိုတဲ့သတင်းတွေနဲ့ကြောင်းဖီဘာရဲ့ယူသားမှုကိုမေကွန်းထုတ်เสียဖြစ်နေပါတယ်အားကစားနိုင်ငံရေးနဲ့ဖြောပြေးရေးရောပြွနေတဲ့ဒီပွဲကြီးမှာဖီဘာအာဏာရှိသူကိုမျက်နှာလိုမျက်နှာရလှုပ်လိုက်တာလား တကယ်ငြိမ်းချမ်းရေးကိုဂုဏ်ပြုတာလားဆိုတာကတော့ပြည်သက်တွေဝေဖန်စရာဖြစ်ကြံရခဲ့ပါပြီ2026ကမ္ဘာဗလာဟာဘောလုံးပွဲတသက်မဟုတ်တော့ဘူးဆိုတာသေချာသွားခဲ့ပါပြီမနေ့ကဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလေဝသခမှန်ချက်တွေကိုပြပြသွားပါမယ်ရှင်မြန်မာနိုင်ငံရဲ့အရှိတ်ဘက်ပင်လယ်ဖြစ်တဲ့တောက်တရုတ်ပင်လယ်ထဲကမုန်တိုင်းဖြစ်နိုင်ခြေရှိနေပေမဲ့မြန်မာနိုင်ငံမှာမိုးရနိုင်ဖို့မရှိပဲ လက်ရှိမှာအပူချိန်နေငယ်မြင့်တက်လာပြီးလာမယ့်ဒီဇင်ဘာလ20ရက်နေ့နောက်ပိုင်းမှာသာအပူချိန်နေကျဆင်ပြီးပြန်ရေးလာတော့မှာဖြစ်ပါရဲ့ရှင်။မနေ့ပြန်မှာတော့မြန်မာနိုင်ငံအတွင်းနေပူချိန်နေငယ်ရောကြနိုင်မှာဖြစ်ပြီးကချင်ပြည်နယ်မှာ26ဒီဂရီဆယ်စီယပ်စကိုင်းတိုင်းမန္တလေးတိုင်းတို့မှာ28ဒီဂရီဆယ်စီယပ်ရှမ်းပြည်မှာတော့24ဒီဂရီဆယ်စီယပ်ကနေ26ဒီဂရီဆယ်စီယပ်ချင်းပြည်နယ်မှာ24ဒီဂရီဆယ်စီယပ်မကွေးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာ30ဒီဂရီဆယ်စီယပ် ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းရခိုင်နဲ့တနင်္သာရီတိုင်းတို့မှာ30နေဒီဂရီဆဲစီယက်တိနေပူကျဲအမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။တနင်္ဂနွေလုံးတိုက်တာအနေနဲ့နေပူကျဲအများဆုံးဖြစ်တဲ့မွန်နဲ့ကရင်တို့မှာတော့နေပူကျဲ36ဒီဂရီဆဲစီယက်ကနေ38ဒီဂရီအထိအမြင့်ဆုံးခံစားရနိုင်မှာဖြစ်ပါရဲ့။ ဒီနေ့ညမှာတော့မြန်မာနိုင်ငံထပ်ပိုင်းဒေသတွေမှာ20ဒီဂရီဆက်စီယက်ကနေ18ဒီဂရီဆက်စီယက်ထိညပူချိန်တွေကျဆင်းလာပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့24ဒီဂရီဆက်စီယက်ကနေ26ဒီဂရီဆက်စီယက်ထိသာညပူချိန်တွေခန်းစားရရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ ဒါအပြင်ဒီနေ့ညကနေမက်ပြမနက်ထိကချင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ရခိုင်ပြည်မြောက်ပိုင်းတို့မှာ နေရာနှံ့ပြရှမ်းမနေရာဆက်ဆက်ကရင်နီးကရင်နဲ့မွန်တို့မှာနေရာကျဲကျဲမြို့ထူတက်စွာကြဆင်းနိုင်ပြီးကျပင်နယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြာမြူကြနိုင်ပါရဲ့ရှင်။ဒါကြောင့်မြူဆိုင်ကျဲမြေခွေမရှင်းလင်းတာကြောင့်မြစ်ချောင်းတွေတွင်သွာလာနေကြတဲ့ရေရင်တွေကုန်းလန့်ခီးသွာလာနေကြတဲ့မော်တော်ယာဉ်တွေအနေနဲ့ရင်းရဲရဲကင်းရှင်းစေဖို့တတိပြုမောင်းနေကြပါလို့တိုက်တွန်းလိုက်ရပါရဲ့ရှင်။ ဆက်လက်ပြီးဒေတာတွေမိုးလေဝသအခြေအနေတွေကိုပြောပြပေးသားပါမယ်ရှင်။အရှိဖလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့လေပွေလိုင်း Inverse 93W ဟာအကောင်းလာပြီးဒီနေ့မှပဲလေပြန့်နယ်ရပ်ဝန် Tropical Depression 35W အဖြစ်ဖလပိုင်နိုင်ငံအလဲပိုင်းကိုဖြတ်ကျော်ဝင်ရောက်နေပါတယ်။ဒီလေပြန့်နယ်ရပ်ဝန်ဟာဒီဇင်ဘာလ10ရက်နေ့တနင်္လာနေ့မှာပဲတောက်တရုတ်ပင်လယ်ကို ရောက်ရှိပြီးအနောက်အနောက်တောင်ဘက်ကိုရွေ့လျားကတောက်တရုတ်ပင်လယ်အနောက်တောင်ပိုင်းထိရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ အခုပြောပြပေးခဲ့တဲ့မိုးလေဝသခံမှန်ချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေ့လာသူတူဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခံမှန်ချက် model တွေမှာဖော်ပြထားတာတွေကိုစုစည်းပြီးခံမှန်တိဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆက်ရမိုးလေဝသခံမှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြစ်တရရဲ့ခံလိုပါရဲ့ရှင်။ CJ Platform ရဲ့သတင်းအစီအစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်သတင်းလောအစီအစဉ်ကိုတော့ဒီမှာပဲရနာပါစေရှင်။ CJ Platform ရဲ့သတင်းအစီအစဉ်တွေကိုစောင့်မျှကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံလူနိုင်ငံသားအားလုံးကိုယ့်ဤကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။